ရင်နှုံးတာဒါအဓိကကိုသားကြီးရဲ့ကိုရန်လေးရဲ့မန်နနာလိုင်းရဲ့ရိုက်ထားတဲ့ကားဖြစ်တဲ့ကြောင့်ကိုရန်လေးနေရာမှာရိုက်တာဖြစ်တဲ့ကိုရန်လေးကလည်းရမ်းချောရယ်လေဟုတ်တယ်ဟုတ်တယ်အနုပညာမှော်ပေါ့နော်ဆရာလည်းဖြစ်နေရအိုကေဟိုအကယ်ဒမီများရှင်လည်းဖြစ်နေရခါကြတော့အဲကိုရန်လေးကိုမှီဖို့ကလည်းကျွန်တော်ကြိုးစားရအောင်ပါဘာလို့စီကမ်ရှိရလဲခလေးဆိုတာခလေးလို့နေရတယ် အနုပညာထဲမှာဆိုရင်ကျွန်တော်ဇက်လန်တွဲတွေပဲရိုက်ရတာဆိုရင်တော့ကျွန်တော်73နှစ်နဲ့75နှစ်ကြားထဲမှာရှိနေပါပြီဇက်လန်တွဲရဲ့ပထမဦးဆုံးကျွန်တော်တို့ကမင်းသားဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဇက်လန်တွဲနဲ့ကျွန်တော်တို့နဲ့ဟိုတွဲပြီးတော့မြင်တယ်ပေါ့အဲ့ခါကျတော့ကျွန်တော်တို့မှာထပ်ပြီးတော့တာဝန်အပိုရှိပြန်ရော ကိုမြူနင်းတို့ထာဝရဝင်ရုပ်တံဆက်လန်းတွေမှာကျွန်တော်က DGU ဆိုတဲ့ဇက်ရုပ်လေးနဲ့ပါဝင်ပြီးတော့သုတ်ဆောင်လာပါတယ် DGU ကတော့ကျွန်တော်ကိုမြင်နေကြပုံစံမျိုးပေါ့နော်ဒါပရိသတ်တွေမြင်ကျင်တဲ့ပုံစံပေါ့နော်ကျွန်တော်ကိုရေလညရဲ့လာမင်းပြီးကြတဲ့အကူကြီးပုံစံမျိုးပေါ့အဲ့လိုမျိုးထပ်ပြီးတော့မြင်ရမယ့်ပုံစံမျိုးပါဒါမဲ့ဇက်ကောင်ကတော့ကွဲသွားပါတယ်ဇရိုက်လည်းမတူပါဘူးအဲ့ဒီတော့ကြောင့် DGU ရဲ့ ဒီလူကြီးဘဝလေးကိုရောက်လာတဲ့ခါကျရင်လည်းကျွန်တော်ကိုအားပေးပါအောင်လို့ကျွန်တော်ပြောပြောချင်ပါတယ်ခင်ဗျာအနုပညာထဲမှာဆိုရင်ကျွန်တော်ဇက်လန်တွဲတွေပဲရိုက်ရတာဆိုရင်တော့ကျွန်တော်73နှစ်နဲ့75နှစ်ကြားထဲမှာရှိနေပါပြီအဲ့ဒီထဲမှာမှကျွန်တော်ကအကောင်းဆုံးဖြစ်တဲ့ကျွန်တော်စိတ်တိုင်းကြဇက်လန်နေကိုပဲကျွန်တော်ကရွေးပြီးတော့အဲ့ဒီဇက်ကောင်လေးတွေကိုပဲကျွန်တော်ကရိုက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့ ဟိုဇက်ကောင်တစ်ခုချင်းစီတိုင်းကအမှတ်တရလည်းဖြစ်တယ်ပြိသက်တွေလည်းကြိုက်နှစ်တက်တယ်ပေါ့နော်အဲဟိုဒီနှစ်ထဲမှာဆိုလို့ရှိရင်မတူညီတဲ့ character ကြီးပဲဟိုဟာဇက်လန်တွဲ၄ခုရှိတယ်ပြီးတော့ရုပ်ရှင်ကားကြီးတကားရှိတယ်ပေါ့နော်အဲ့ဒီကားတွေအတွက်ကိုလည်းကျွန်တော်အကောင်းဆုံးဖြစ်အောင်စူးစမ်းထားတယ်ပေါ့အဲပြိသက်တွေလည်းအားပေးပါအောင်လို့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်ခင်ဗျဟုတ်ဇက်လန်တွဲရဲ့ပထမဦးဆုံးကျွန်တော်တို့ကမင်းသားဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဇက်လန်တွဲနဲ့ကျွန်တော်တို့နဲ့ဟိုတွဲပြီးတော့မြင်တယ်ပေါ့အဲ့ခါကျတော့ကျွန်တော်တို့မှာထပ်ပြီးတော့တောင်းဝါပို့ရှိပြန်ရောကျွန်တော်တို့တွေဇက်လန်တွဲတွေကအဲ့လိုမျိုး ဒီလိုမျိုးလားဆိုတဲ့ဟာကိုအပြောမခံရအောင်ကျွန်တော်တို့ကအကောင်းဆုံးပြောင်းတာဝန်ယူပြီးရိုက်ရတာပေါ့အဲ့ဆိုဇက်လန်တွဲဆိုတဲ့ဟိုကနိုင်ငံတကာကဒီပေါ့နော်ဟိုအကုန်လုံးကလည်းကျွန်တော်တို့ကြည့်ကြမှာပဲလေကြည့်ကြမှာပဲခါကြတော့မြန်မာရုပ်ရှင်ကဒီလိုပဲလားမြန်မာဇက်လန်တွဲတွေကဒီလိုပဲလားဆိုတဲ့ဟာမျိုးကိုအဖြစ်မခံရအောင်ကျွန်တော်တို့ဘက်ကအကောင်းဆုံးဖြစ်အောင်ရိုက်ရိုက်ကူနေကြတာပါပဲပေါ့နော်ကျွန်တော်တို့ကဇက်လန်တွဲရိုက်တိုင်းအောင်မြင်တာမဟုတ်ဘူးပေါ့ကျွန်တော်တို့ဝါသနာပါတဲ့အလုပ်ကိုကျွန်တော်တို့က professional အဖြစ်နဲ့ကျွန်တော်တို့က ဟိုလောက်ကင်နေရတဲ့အပိုင်းပဲရှိတာပေါ့ character ထပ်မဲ့ series ဆိုရင်ကျွန်တော်ကမရိုက်တော့ဘူးအဲ့လိုပေါ့ကျွန်တော်ရိုက်ခဲ့တဲ့ character အတိုင်းကလည်းတစ်ခုမဟုတ်တစ်ခုကလည်းအဲ့လို character မတူဘူး character ဟိုပါပေါ့ဆရာချင်းတူတာတော့ character ဇရိုက်ကွဲတယ်ပေါ့အဲ့လိုမျိုးပေါ့အခုဆိုရင်ဒါပြားရိပ်အိုင်ဆိုလို့ရှိရင်ဆရာလင်းပါဘီအောင်တက်ကရီဆိုလို့ရှိရင်ဆရာငိမ့်တာဆရာချင်းတော့ဆရာချင်းပဲဒါပေမဲ့ဇရိုက်ကွဲနေတယ်အဲ့လိုမျိုးလေးတော့ချင်းချင်းပြီးတော့ရိုက်ဖြစ်တယ်ပေါ့ အရင်နှောင်းတာဒါဒီကားကကိုသားကြီးရဲ့ကိုရန်လေးရဲ့မန်နန္နာလှိုင်ရဲ့ရိုက်ထားတဲ့ကားဖြစ်တဲ့ကြောင့်ကိုရန်လေးနေရာမှာရိုက်တာဖြစ်တဲ့ကိုရန်လေးကလည်းအရန်ချောတယ်လေအဲကိုရန်လေးရဲ့အရန်ချောတယ်သရုပ်ဆောင်လည်းအရန်ကောင်းတယ်ဆိုတော့ကျွန်တော်ကကိုရန်လေးရဲ့နေရာမှာသရုပ်ဆောင်ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတီဂျီဦးဖြစ်မဲ့ဖြစ်ကိုဒါပြိတ္တတွေပဲဆုံးဖြတ်ပေးမှာပေါ့နော်အဲ့ဒါလေးတစ်ချက်ပဲရှိပါတယ် ဟုတ်တယ်ဟုတ်တယ်နုပညာမော်ပေါ့နော်ဆရာလည်းဖြစ်နေရโอเคဟိုအကယ်ဒမီများရှင်လည်းဖြစ်နေရခါကြတော့အဲကိုရံလေးကိုမိဖို့ကလည်းကျွန်တော်ကြိုးစားရအောင်မှာဒါမြန်မာရုပ်ရှင်ရဲ့အမှုပညာကိုဖန်တီးတာဆိုတော့လေဟုတ်ကဲ့ပါဟုတ်အဲကျွန်တော်တို့မြူနင်းတို့ထာဝရဝေဆိုတဲ့ရုပ်သံဇာတ်လမ်းတွေကိုကျွန်တော်တို့ MRT4 မှာတနင်္လာနေ့ကနေတောက်ကြနေ့တိကိုအဲအပတ်စဉ်ပေါ့နော်ကျွန်တော်ည9:00နာရီတိတိမှာထုတ်လင်းပြသပေးနေပါတယ်ဒီကားလေးကိုလည်းအားပေးပြီးတော့ဟိုဝေဖန်ပေးကြပါအောင်လို့ကျွန်တော်တို့ပြောချင်ပါတယ်ခင်ဗျာပရိသတ်အားလုံးကိုကျွန်တော်ဒီညနေ့ကျေးဇူးတင်ပါတယ်